ရန်ပြည်နယ်နဲ့ကရင်နီပြည်နယ်ဆက်မှာစစ်ကြောင်းထိုးတက်ဖြန့်လာတဲ့အာဏာသိမ်းစစ်တပ်နဲ့ပအိုးပြည်သူစစ်ပူးပေါင်းအဖွဲ့တွေနဲ့ကရင်နီတော်လိုင်းတက်တေကြောင်းအော်တိုဘာလာဇန်းကနေစပြီးတော့တိုက်ပွဲတွေပြင်းထန်လာတာကြောင့်ထောင်နဲ့ချီတဲ့ဒေသခံတွေကထွက်ပြေးတိမ်းရှောင်နေကြပြီးရွာလုံးချုပ်မိရှို့ခံရတာတွေလည်းရှိနေပါတယ်။2024ခုနှစ်ထဲမှာတသားတဲ့အင်အား4000နီးပါးစုဆောင်းထားနိုင်တယ်လို့ကြေညာထားတဲ့ပအိုးပြည်သူစစ်တွေဟာပြီးခဲ့တဲ့2024နှစ်လကလေးကစစ်တပ်စစ်ကြောင်းတွေနဲ့အတူပင်လောင်းမြို့ကနေတဆင့်ဖဲခုံမြို့ဘက်ကိုပူးပေါင်းစစ်ကြောင်းထိုးပြီးတော့ တော်လိုင်းတက်တီတင်းထားတဲ့မိုးပြဲမြို့ကိုစစ်တပ်ပြန်ဦးစီးမိအောင်ပါဝင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ပေါ်ပြည်သူစစ်ရဲ့ကြောထောက်နောက်ခနဲ့ငယ်မြေချွတ်ထွင်လာတဲ့အနာသိန်းစစ်တပ်ဟာအရက်သားရွာတွေကိုပါမိရှုဖျက်ဆီးတာတွေလှုပ်လာကြောင်းလဲကီနီတော်လိုင်းတက်တီကပြောပါတယ်။ဖေကုံနဲ့ပင်လောင်းမြို့နယ်အဆက်ကတောင်စလုံးမြောက်စလုံးနဲ့တောင်မဲသိန်းရွာတွေမှာအော်တိုဘားလာ6ရက်နေ့ကစပြီးတော့နှစ်ဖက်တက်တီကြားနေ့စဉ်တိုက်ပွဲတွေဖြစ်နေတာလို့စီးရီးသတင်းရင်းမြစ်တွေကဆိုပါတယ်။စစ်တပ်နဲ့ PNO ပူးပေါင်းတက်တီဟာ ။နောက်စလုံးရွာနဲ့ဘောရန်ရွာတွေကိုအော်တိုဘာလဒုတိယပတ်ထဲမှာမိရှုဖြက်စီးခဲ့ကြောင်း KNI မျိုးသားများကောက်ကွယ်ရေးတပ် KNDF ရဲ့ပြန်ကြားရေးတာဝန်ရှိသူတားဆိုကပြောပါရယ်။ဒီကောင်လည်းပါတာဗောနော်မိရှုလည်းနေရမှာ။ဒီကောင်လည်းပါတယ်။ပါဘူး။ငါရဲ့သူရဲ့နေအောင်သားမိရှုရော။ပါဘူးမိရှုပါတယ်မန်။အဲ့ဒီညာတွေကိုတကယ်ရှုတာဟုတ်ပါတယ်စစ်ကောင်စီဘက်ကရှုတာဖြစ်တဲ့အချမ်းဖက်စစ်ကောင်စီရဲ့ PNO ရေပေါင်းပြီးတော့မှရှုတာဖြစ်ပါတယ် မီးရှို့တာကတော့ပြီးခဲ့တဲ့အပတ်ကလေးအပေါ့နော်ဟိုအော်တိုဘာလာအာခွန်ရှစ်ကွင်းကျင်လောက်ကကလေးကလာဆတ်ရှို့တာဖြစ်ပါတယ်စစ်တပ်နဲ့ပူပေါင်းထိုးစစ်ဆင်နေတာတွေနဲ့အရက်သားတွေနေထိုင်ရာကြီးဝါတွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးပုံဝပြည်သူစစ် PNA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံပုံမှုခွန်ဆန်းအောင်ကိုမြန်မာနောင်းကဆက်သွယ်ရမှာတဖက်တော်လိုင်းရင်တက်တီကသာမီးရှို့တာဖြစ်ကြောင်းတံပြန်ပြောဆိုပါတယ်တော်လိုင်းရင်တက်တီတက်ဆုတ်ရမှာမီးရှို့ခဲ့တာဖြစ်ကြောင်း PNA ထူးထူးတား6ဖြစ်တဲ့အခုတိုက်ပွဲဖြစ်ရနေရာတွေကိုကြော်ပြီးတော့ပိုးပြည်သူစစ်အနေနဲ့ထိုးစစ်လုပ်ဖို့မရှိကြောင်းပြောဆိုပါရယ်။မီရှိုဖြက်စီခံရတဲ့ဘောရန်အပေါ်ရွာနောက်စလုံးရွာတွေကပြည်သူတွေကိုဘေးလွတ်ရာနေရာတွေစီကိုကူညီပြောင်းရွှေ့ပေးခဲ့ကြောင်းလဲမြေပြင်ကကယ်ဆယ်ရေးသမားတွေစီကစုံစမ်းသိရပါရယ်။စစ်ဘေးရှောင်ပြည်သူတွေအတွက်ဘလို့တွေကူညီတွေပေးနေတယ်လဲဘာအခက်အခဲတွေရှိနေတယ်လဲဆိုတာကို KNB ဂျာကလာဥချိုရေးကောင်စီအတွင်းမှဥပညာခွန်အောင်ပြောပြတာက အဲ့ဒီဖက်ဒီကွင်ကလေကျွန်တော်တို့ကွင်းနေပြတော့အာအကူညီပေးမှုကအကန့်တတော်လေးများတော့ဗောနော်နည်းနည်းမြေခီးအခြေအနေအဲ့ဒီဖက်မှာရှိနေတဲ့ရပ်ဖက်ဖွဲ့စည်းကလည်းနည်းတယ်လို့ပြောလို့ရတယ်ဗောနော်တကယ်စစ်ကောင်စီရောက်လာတဲ့ပုံစံမျိုးဖြစ်တော့ဒုတိယထပ်ပြရတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီဒီဒီအဝတ်စားတွေစာဝတ်တာဖို့ကိစ္စတွေကတော်တော်လေးချက်တဲရောတော့ဗောနော်နောက်ရောက်တဲ့နေရာကလည်းကျွန်တော်တို့ဟိုအခုကလည်းကောင်စိုးချင်တော့ပြောလို့ရမှာတော့ဒါဒီရက်ပိုင်းကလည်း မောလည်းစတိုင်ပြန်ရွာတော့လည်းနော်အဲ့မှာခက်ခဲတော့ရှိတယ်အဓိကတော့စာရေးတောင်းရေးနေထိုင်ရတော့ဘလော့ဆရာတော့ခက်ခဲရှိတယ်နော်သူတို့ရွှေ့ပြောင်းတဲ့နေရာမှာလည်းသူတို့နေရာသူတို့ချင်းနဲ့အရေးဆုံးပြေးလာရတော့ဗောပြီးမှသူကားနဲ့တဆင်ပြခဲ့ကြရတော့ဒီလမ်းမဆက်သွေးရေးနဲ့ဒီသူတို့ဒီအာဒီဆက်သွေးရေးဗောနော်ဒီကားဒီနောက်ပြီးတော့မှဒီ support တော့ပို့ဒီကတော့နေရာထိုင်ခင်းတော့လော့ဆရာတော့ခက်ခဲတော့ရှိတော့ဗောနော် ဘောဥဒေတာလုံကြုံရင်တွဲလို့ဆိုကပို့ပြည်သူစစ်ကစစ်တပ်နဲ့ပူးပေါင်းပြီးတော့ရန်ကယားနယ်ကပင်လောင်းဖက်ကုံမြို့နယ်တွေတိထိုးစစ်အရှိန်မြင့်လာပါတယ်။ထိုးစစ်ကြောင့်တော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေနေ့စဉ်လို့လို့ဖြစ်နေပြီးရန်ပြည်နယ်တောင်ပိုင်းတစ်ခုလုံးမှာ2025မေလအထိဒေသခံ9000ကျော်စစ်ပေးရှောင်နေရတယ်လို့ပို့လူငယ်အစည်းအရုံးထံကနေလည်းစုံစမ်းသိရပါတယ်။ဘောဥဒေတာနဲ့ထိစပ်နေတဲ့ကီနီမှာတော့တော်လိုင်းပူးပေါင်းတပ်တွေတင်ပိုက်ထားတဲ့နယ်မြေတွေကိုပြန်ထိန်းချုပ်ဖို့စစ်တပ်ကအလုံးရင်းနဲ့ထိုးစစ်ဆင်နေပြီး ရန်နိုင်မင်းစစ်စင်ကြီးလို့နာမည်ပေးတာကစစ်တပ်နဲ့တို့ပို့ပြည်သူစစ်တွေပူးတွဲလှုပ်ရှားနေကြတယ်လို့သိရပါတယ်ခင်ဗျာ။